ရေတောက်ပုံမှားရွေးမှုကြောင့်တင့်ကျမ်းမာရေးဖြစ်ဖြစ်ချင်းပျက်စီးနေပြီလားအသက်တရကြောရှိခဲ့တဲ့ရုရှားဆရာဝန်ဒေါက်တာဖီလိုဂရက်ဂရိုဗစ်ရဲ့အဆိုအရရေတောက်တဲ့အမားလေးတွေဟာအစာချေဖြတ်မှုဇီဝကမ္ဘာဖြစ်စဉ်နဲ့အရွယ်မတိုင်မီအိုမင်းချင်းထိဖြစ်စေတယ်လို့ဆိုပါတယ်။တင့်ကျမ်းမာရေးကိုထိခိုက်စေတဲ့အဓိကအမား၅ချက်ကို အခုပဲစစ်ဆေးကြည့်ရအောင်။တပရေအေးတောက်ချင်း ရေအေးကလန်းဆန်းပေမဲ့သူကသွေးကြောတွေကိုကျုံစေပြီးအစာချေဖြတ်မှုကိုနှိပ်ကွေးစေပါတဲ့အချိန်ကြာရင်ပိုက်ပူတာကိုလေးချိန်တက်တာတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ရေနွေးနွေးသူမဟုတ်အခန်းပူချိန်ရေကိုသာတောက်ပါနှစ်ရေကိုမြ мян ဂလုဂလုတောက်ခြင်းဒီလိုလို့ရေရေအစိတ်တက်မှုဖြစ်စေနိုင်ပြီးတင့်ကြောက်ကပ်ကိုဝင်ပြီးစေပါတယ်ရေကိုဖြည်းဖြည်းချင်းအရသာခံပြီးတောက်သုံးခြင်းကသာခန္ဓာကိုယ်ကိုစနစ်တကျဆုပ်ယူစေပါတယ်၃အစာစားနေရင်ရေတောက်ခြင်း ဒီလေကျင့်ကအစာအိမ်အဆစ်ကိုအချိုးကျညှော့နေစေပြီးအစာချေဖြတ်မှုနဲ့အဟာရဆုပ်ယူမှုကိုအကြီးအကျယ်ထိခိုက်စေပါတယ်အစာမစားမီစားပြီးမိနစ်30မှသာရေတောက်ပါလေအိယာမဝင်ခင်ရေတောက်ဖို့မေ့လျော့ခြင်းညဘက်ရေတောက်တာကိုရှောင်ရင်ခန္ဓာကိုယ်ကအစိတ်တောက်ကိုကောင်းကောင်းဖယ်ရှားနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်အိယာမဝင်ခင်တနာရီလိုမှရေတစ်ခွက်တောက်ပေးပါ။ငါတနေ့ကိုရေ၈ခွက်လောက်ပဲတောက်ခြင်း ဒီစီမြောက်ဟာမှားပါတဲ့တင့်ခန္ဓာကိုယ်ကကိုလေးချိန်လိုက်တိချပမာဏလိုအပ်တာမူလိုအပ်တာထက်မနှဲစေဘူးတေချာကယူဆိုင်ပါဒီအမှားတွေတဲကတင်ပနခုကိုလုံနေပြီလေနောက်ကြမသွားခင်ပြင်ဆင်လိုက်ပါ